ောင်မြင်မှုတွေရယူပေးခဲ့တာတော့မှာကျေးဇူးမတင်ဖင်လန်ပြခင်ရတဲ့နီးပြများအားလုံးပဲမင်္ဂလာပါပေါ်လန်လောကမှာဆိုရင်ပွဲရလဒ်တွေကစားသမားတွေနဲ့နီးပြတွေရဲ့အနာဂတ်တွေကအားလုံးတိကျခံမနိုင်မှုခက်ခဲပြီးတော့ဘာမှမဆိုဖြစ်သွားနိုင်ပါတယ်နီးပြတွေအနေနဲ့ကလည်းဘလောက်ပဲအောင်မြင်မှုတွေယူပေးခဲ့ပါစေရလဒ်လေးနည်းနည်းမကောင်းမှုဆိုတာနဲ့အားအသင့်ဖွယ်ကောင်းလောက်အောင်ကိုအလင်းမြန်ထုတ်ပယ်ခံရတာပဲရှိပါတယ်ဒီနေ့မှာတော့အရီလိုကျေးဇူးမတင်ဖန်လန်ပြခင်ရတဲ့နီးပြတွေရဲ့အကြောင်းကိုတိဆက်ပေးခြင်းပါတယ်။နံပါတ်1နေနေကတော့ Thomas Tuchel ပဲဖြစ်ပါတယ်။ UK အန္တရာယ်နဲ့ဆန္ဒနဲ့ဆက်တဲ့ဘောလုံးရာသီမှာမြန်မာဒေသတွင်ကိုလမ်းပတ်လက်ထဲကနေရာသီဘက်မှလွှဲပြောင်းရယူခဲ့ပါတယ်။ဒီချေစားကန်ခဲ့ရတဲ့မြန်မာလီတို့အတင်ကတော်တော်လေးကိုအချိန်လေးဆိုးရနေပြီးတော့ပရီးမီးယားလိမှာလည်းကိုမိုင်ကွန်ကိုရောက်နေတာပါဒါပေမဲ့လည်းရာသီကုန်မှာတော့အဆင့်လေးတင်းဝင်အောင်လုပ်ပေးနိုင်ခဲ့တယ်လို့ချေချေတို့နှစ်ပေါင်းများစွာကန်တာလောက်မရတဲ့ချက်မြန်လိပလာကြီးကိုလည်းရယူနိုင်ခဲ့ပါတယ် ်ချီယာညီမာလေးတို့ကိုချန်ပီယံလိအပြင်ကလပ်ကပဗလာနဲ့ဥရောပစူပါဗလာတွေပါရယူပေးနိုင်ခဲ့ပြီးတော့အဖေဗလာနဲ့အချွေဗလာတွေမှာလည်းဘလူးဘွဲ့တွေရအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့တတိယမြောက်ယာတီမှာတော့ရလာပိုင်းကတိတ်ပြီးအားရစရာမကောင်းပဲဖြစ်ခဲ့ရပါတယ်။ကလကအရင်ကြီးဆွေးရနေရမျိုးမဟုတ်တာကြောင့်အချိန်နှဲငယ်ပေးသင့်ခဲ့တယ်ဆိုပေမဲ့ညီမလေးတို့ကတော့အလင်းမြန်မဲထုတ်ပေးခဲ့ပါတယ်။နမန်းနေနေကတော့ Claudio Ranieri ရဲ့ဖြစ်ပါတယ်။ running ree ဆိုတာကတော့ lafla အသင်းကိုတန်းတက်လာပြီးဒုတိယမြောက်ရာသီမှာတင် premier league မှာ champion ဖြစ်အောင်ဆန်းဆောင်ပြနိုင်ခဲ့တယ်။တူးတဲသောနီးပြပဲဖြစ်ပါတယ်။ Premier League မှာပထမဆုံးကစားတဲ့ရာသီမှာတော့ Lafter အသင်းနဲ့နည်းငယ်ရုန်းကန်ခဲ့ရပြီးတော့တမစင်ရဖို့အခြေတံကြိုးစားခဲ့ရပါတယ်။ဒါပေမဲ့ဒုတိယမြောက်ရာသီမှာ Ranieri ကိုနီးပြဖြစ်ခန့်အပ်ပြီးတော့ Ranieri ကလည်း Lafter လိုအသင်းလေးကို Premier League Champion ဖြစ်အောင်ဆန်းဆောင်ပေးနိုင်ခဲ့ပါတယ်။ Ranieri အနေနဲ့တနစ်တာအခေါင်းဆုံးနီးပြဆုကိုပါရယူနိုင်ခဲ့ပါတယ်။ ချန်ပီယံဖြစ်ပြီးနောက်ရာသီမှာတော့အဓိကကစားသမားတချို့ရောင်းချခံရခြင်းနဲ့အတူ Laughter Thing ရဲ့ခြေစွမ်းနဲ့ရလပိုင်းမှာကြာဆင်းသွားခဲ့ရပါတယ်။ Laughter Thing ကလည်းသူတို့ကိုချန်ပီယံဖြစ်အောင်လှုပ်ပေးခဲ့တယ်။နိပြကိုတောင်ချိန်မပေးဘဲရာသီဘက်ကြော်မာတဲ့ရာထူးကနေထုတ်ပယ်ပြစ်လိုက်ပါတယ်။နံပါတ်3နေနေကတော့ Bella Gatman ဆိုသူပဲဖြစ်ပါတယ်။ဩစတြေးလျနဲ့ဟန်ဂရီနယ်ပွားနီးပြကြီးဖြစ်တဲ့ဘယ်လာဂတ်မန်ဆိုသူဟာဘင်ဖီကာအသင်းကို1959ခုနှစ်မှာစတင်ကင်တွေ့ခဲ့ပါတယ်။ဂတ်မန်ဟာဘင်ဖီကာအသင်းကိုဥရောပပလာနက်နေဆက်ရယူပေးနိုင်ခဲ့တဲ့အထိအောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပါတယ်။ အခုက62ခုနှစ်မှာစာတုသိချုပ်စုကိုအတွက်ဂမန်ကလေးလစာတူတောင်းခဲ့ပါတယ်။ဗမဲဘင်ဖီကာအသင်းဘက်ကလစာကိစ္စအတွက်ညှိနှိုင်းပေးခြင်းတော်မရှိဘဲနဲ့ဂမန်နဲ့ပါလန်ခွဲသွားခဲ့ပါတယ်။ဒီလိုရတဲ့ကန်မန်းကလည်းပောက်ခွဲသွားခဲ့ပြီးတော့ဘင်ဖီကာအသင်းကိုနှစ်တရာအတွင်းဥရောပဖလားမရပါစေနဲ့ဆိုပြီးတော့ချိန်စာပါတိုက်ခဲ့ပါဗျ။အဲ့ဒီချိန်စာဆိုရင်ဘောလုံးလောကရဲ့နာမည်ကျော်ချိန်စာတွေထဲကတစ်ခုဖြစ်ခဲ့ပြီးတော့အခုထိလည်းမှန်နေသေးလို့ပြောလို့ရပါဗျ။ အရင်နောက်ပိုင်းမှာဘေဖီကာတင်းဟာဥရောပပလာဘလူးပွဲစဉ်ကို၈ချိန်ထိတက်ရောက်နိုင်ခဲ့ပေမဲ့တစ်ချိန်မှကိုဘူးမဆွဲနိုင်ခဲ့ပါဘူး။နံပါတ်၄နေနေကတော့ Special One ကြီးမော်ရီညိုပဲဖြစ်ပါတယ်။မော်ရီညိုဟာပေါ်တိုအသင်းကို Champions League မှာပိုဆွဲနိုင်အောင်စမ်းဆောင်ပေးခဲ့ပြီးတဲ့နောက်2004ခုနှစ်မှာညမာလီလူအသင်းကိုကင်ပယ်ဖို့ရောက်ရှိလာပါတယ်။မော်ရီညိုကညမာလီလိုအသင်းကိုပထမဆုံးချိန်ကင်တွေရာမှာပရီးမီးယားလိဂ်ဖလား2ချိန်၊ FA ဖလား2ချိန်နဲ့ယခုချိုရီဖလားလို့ခေါ်တဲ့လိဖလား2ချိန်လေးဆက်ကူနိုင်ပါတယ်။ အဘိမဲ့နနခုနခုနရာဒီအစမှာတော့ရလပိုင်းတိတ်မကောင်းခဲ့တယ်လို့အတင်းပုတ်ဖွဲနဲ့ပါဆက်ဆံရေးပြပြခဲ့ပါတယ်။ရလပိုင်းရာဆိုရင်အချိန်တော့နည်းနည်းပေးသင့်ကြပါမယ်။ပုတ်ဖွဲကတို့နဲ့ကီးမကိုက်တော့တာကြောင့်မော်ယူကိုအလင်းမြန်မဲထုတ်ပယ်သွားခဲ့ပါတယ်။အကြောင်းလဲမော်ရီညိုဟာကျေးဇူးမတင်ဖင်လန်ပြခံခဲ့ရတယ်။နီးပြတွေထဲကတယောက်ဖြစ်ခဲ့ပါတယ်။ဆောင်းလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။